ကင်းမာတော့အဝေးရနေလာတာဒီတစ်ခေါက်မော်တော်ကိုလာစားရတာစိတ်ထဲမှာစဉ်းသက်တယ်လို့လို့မစဉ်းသက်တယ်လို့လို့ ਨੇ ဘာလို့လဲဆိုတာကိုလိုက်ကြည့်ပေးပါဦးကေပီယိုလုံရောက်တိုင်းမော်ဒန်နိုကိုတခါတော့အမြင်နဲ့လာစားဖြစ်ပါတယ်။ကေပါရီမှာထားလဲဆိုတော့အမဲလုံးနဲ့တူဟူနှွေးစံစီတူဟူချော်လေးလဲမှာထားတယ်။ဒီဆိုင်ကနှက်ကော်ဖီကောင်းလို့နှက်ကော်ဖီလေးရဲ့ ဝက်အစုံနဲ့ရှမ်းခေါက်ဆွဲလေးလည်းမှာထားပါတယ်။ဝက်အစုံနဲ့ရှမ်းခေါက်ဆွဲဟာကီဒီတစ်ခေါက်မှမှာစားဘူးလား။အနှစ်နည်းနည်းလို့ခရမ်းစင်ကြီးအနှစ်ကီထပ်ပြီးထည့်ခိုင်းလိုက်တယ်။ အဲ့ချိန်မှာတော်တော်လေးကိုစကောင်းသွားရတယ်။အစရောကတော့နည်းနည်းလေး66ဖြစ်နေပေါ့နော်။အရသာကတော့တော်တော်လေးကိုစလုကောင်းနေကြီးကြိုက်တယ်။ပြီးတော့သုံးသက်သားတွေပြီးတော့ဝအုံနောက်တွေပါရင်းနေဆိုတော့လုံးဝကြိအကြိုက်ပဲရှယ်ပဲပေါ့နော်။ဒီအမဲလုံးနဲ့တိုဟူနွေးစံစီရလေကေလာတိုင်းလည်းဒီကတိုဟူနွေးကိုစားနေကြဒီကတိုဟူနွေးကိုလေကအရန်ကြိုက်တယ်ဒါပေမဲ့အခုဒီတစ်ခေါက်မှာတိတ်စိတ်တိုင်းမကြဘူး ကြာမျိုးလေးလည်းနည်းနည်းလို့လို့ဆိုပြီးတော့ကီထည့်ခိုင်းလိုက်သည်အတိုင်းမဲ့ကြာမျိုးထည့်ခိုင်းလည်းအရသာလေးကီအရင်စားနေကြအရသာအဲ့လိုမျိုးကီမခံစားရဘူးတခုခုလိုနေတယ်လို့မျိုးပဲပေါ့နော် အရင်လောက်စားမကောင်းလို့ပဲထင်တယ်ကီစိတ်ထဲမှာလေဒီဆိုင်ကမုံညင်းစိမ့်ချင်ကတော့တော်တော်စားလို့ကောင်းတယ်ကီလာတိုင်းမုံညင်းစိမ့်ချင်ကိုနှစ်ပွဲလောက်ကတော့အသာလေးပဲ ဒီဆိုင်ကတူဟူးကျော်လေးလည်းတော်တော်စားလို့ကောင်းပါတယ်ဒါပေမဲ့တူဟူးကျော်ရဲ့အချင်းကတော့ကီမကြိုက်ပါဘူးသူကလေငရုတ်စီအချင်းနဲ့လှုပ်ထားတာတူဟူးကျော်ဆိုတာမကြီးချင်လေးနဲ့မှလိုက်တာလीနော်ကြီးစုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်လိုက်ကန်ဖော်လို့လုပ်ခဲ့ပေးဖို့မေ့ကြနေဦးနော်